ားလုံးမင်္ဂလာပါကျမဒီနေ့က if clock เนาะဒီ conditional clock ထဲမှာဒီ tense 12ခုစလုံးပေါ့เนาะ present tense 4ခု past tense 4ခုနဲ့ဒီ future tense 4ခုစလုံးထပ်ပြီးတော့တွဲပြပေးมาဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ inner ဆထားတဲ့ cloth ကို conditional cloth လို့ခေါ်ပြီးတော့ comma ရဲ့အနောက်မှာရေးထားတဲ့ cloth ကိုကြတော့ဒီ main cloth လို့ခေါ်မှာပေါ့နော် result ကိုဖော်ပြပေးတဲ့ result ကိုဖော်ပြပေးတဲ့ cloth ကိုကျွန်တော်တို့ main cloth လို့ခေါ်မှာအခုကဒီ if cloth conditional cloth ထဲမှာ auxiliary verb လို့ခေါ်တဲ့ helping verb တွေကိုထပ်ပြီးတော့ရေးမယ်အဲ့တော့ verb to be verb to have เนาะဒီ model auxiliary ပေါ့အဲ့တော့ model auxiliary ဒီကိုလုံးစလုံးကိုမနေ့ကတင်ထားတဲ့ lecture မှာတော့ပြထားပြီးသားဖြစ်တယ်ပေါ့เนาะအဲ့တော့ example လေးကြည့်ရအောင် if you are studying i won't interrupt ဲ့တော့မင်းသားเนาะဒီလိလအတင်ယူနေမယ်ဆိုရင်ငါကမင်းကိုနှောက်ရက်ပေးမှာမဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့ဒီ if clause မှာဘာ tense နဲ့ရေးထားလဲဆိုတော့ present continuous tense နဲ့ရေးထားတယ်အနောက်မှာက won't ဆိုတော့ will not ကိုပြောချင်းဖြစ်တယ်အဲ့တော့ဒီမှာရေးထားတဲ့အရာဒီအရှိမလည်း verb 1အနောက်မှာလည်းကျွန်တော်တို့ will plus verb 1ပေါ့เนาะဒါ negative မို့လို့ won't လို့ရေးထားတာအဲ့တော့သူဒီ real condition မှာသုံးနေဆိုတော့ကျွန်တော်တို့သိရမှာဖြစ်တယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် if he has finished he can go home အဲ့တော့သူဒါပြီးသွားပြီဆိုရင်တော့အိမ်ကိုပြန်လို့ရပြီလို့ပြောချင်းဖြစ်တယ်အဲ့တော့အရှိဝဲကြမှာဆိုရင်ဒီမှာ present perfect တန်းနဲ့သူကရေးပြထားတယ်အပေါ်မှာက present continue ကဒီမှာကျတော့ present perfect အဲ့တော့ can go home အိမ်ပြန်နိုင်ပြီအဲ့တော့ can ဒီကျမတို့ ability เนาะဒီလုံးနိုင်တယ်ခြိုင်နိုင်တယ်ဒါမျိုးကိုပြောတဲ့အခါမျိုးမှာဆိုရင် can ကိုတုံချင်းဖြစ်တယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် if they were waiting i didn't see that အဲ့တော့ဒီ word ကြောင့်ကိုကျွန်တော်တို့ကြည်လိုက်တဲ့အခါမှာအရှိမာက wow နဲ့သုံးထားတယ်เนาะအနောက်မှာကြည်လိုက်တော့ would plus verb မဟုတ်နေဘူးအဲ့ဒီအတွက်ကြောင့်ဒါကိုကျွန်တော်တို့ကဒီ imagination ကိုဖော်ပြတဲ့เนาะဒီ hypothetical situation ကိုဖော်ပြတဲ့ second condition နဲ့ clause လို့ပြောလို့မရဘူးဒါဒီဒီ real past เนาะအတိတ်မှာတုန်းကပြောသွားတဲ့အကြောင်းရောက် ကိုပြန်ပြောချင်းများတာဖြစ်တယ်။အော် they were waiting သူတို့ကစောင့်နေမယ်ဆိုရင်ပေါ့နော်စောင့်ချင်လဲစောင့်မယ်။အော် may or maybe ဖြစ်ရင်လည်းဖြစ်မှာပေါ့နော်။ဒါပေမဲ့ငါကတော့မမြင်ဘူးဆိုတဲ့အတိတ်ကြောင့်ကိုပြန်ပြောယူများတာဖြစ်တယ်နော်။ဒါသည်ကျွန်တော်တို့ Andrea condition အတွက်ရေးထားခြင်းမဟုတ်ဘူး။ဒီ war နဲ့တုံထားတယ်ဆိုပေမဲ့လည်းအနောက်မှာက would never want ရေးထားတာမဟုတ်တဲ့အတွက်ကြောင့် imagination saturation ပဲတုံထားခြင်းမဟုတ်ဘူး။ကျွန်တော်တို့ဘလို့နားလဲရမလဲဆိုတော့ဒီ real past situation အတိတ်မှာပြီးခဲ့တဲ့ real situation အကြောင်းကိုပြန်ပြီးတော့ရေးပြထားခြင်းဖြစ်တယ်အဲ့တော့အကယ်၍သူတို့သားစောင့်ကျင်လဲစောင့်နေမယ်ပေါ့နော်သူစောင့်စောင့်နေမယ်ဒါပေမဲ့ငါကတော့မမြင်ခဲ့ဘူးလို့သူက ပြောခြင်းဖြစ်ပါတယ်အဲ့ တော့ဒီ unreal situation ဆိုဒီနေရာမှာ word never one နဲ့သုံးပါနော်ဒါလေးသတိထားပြီးနောက်တစ်ကြောင်ဆက်ကြည့် if you will be staying longer we must arrange accommodation အဲ့တော့ तू မဒီထက်ပိုကြာပြီးတော့နေမယ်ဆိုရင်တော့နေရာထိုင်ခင်းအတွက်ငါတို့က season ရောင်းมาဖြစ်တယ်အဲ့တော့ will ဆိုတဲ့ဒီ modal auxiliary ကို if clause ထဲမှာလာပြီးတော့ထည့်သုံးထားတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့နောက်မှာကျွန်တော်တို့ must နဲ့ရေးထားတယ်ပေါ့နော်အဲ့တော့ဒါဒီကျွန်တော်တို့ဒီပြောနေတဲ့အကြောင်းအရာ content ပေါ်မှာမူတည်ပြီးတော့ ုံးနိုင်ကန်နိုင်ကြောင်းကိုပြောတယ်ဆိုရင်ရောခံတို့ကိုသုံးပေးမှာဖြစ်တယ်ဒီ must ဆိုတာကကျွန်တော်တို့ necessity လိုအပ်မှု obligation ဒါမျိုးလုပ်ပေးဖို့ဝတ္တရားရှိတယ်ဆိုတဲ့သဘောနဲ့သူကတုံးလိုက်ခြင်းဖြစ်တယ်ပေါ့နော်ဒီ will ကိုတုံးမဲ့ဆိုရင်လည်းကျွန်တော်တို့ intent ရည်ရွယ်ထားတယ် willingness ဆန္ဒရှိတယ်ဆိုတဲ့သဘောအဲ့တော့အမြဲတမ်းဒီ conditional clause ၄ခုကိုကိုကပုံတင်ဆွဲပြီးတော့အမြဲတမ်း would နဲ့ဒါနဲ့ပဲ will တို့ would နဲ့ပဲတွဲတယ်ဆိုတဲ့အစွဲမျိုးဖြောင့်စီချင်တာပေါ့နော်ကျွန်မသဘောကအဲ့ဒါအဲ့အတွက်ကြောင့်ဒီမှာရေးထားတာကဒီ will be blah ဒီ verb ing ဒီနေ့အပြည့်ဒီ future เนาะဒီ continuous တန်းနဲ့သူကရေးပြထားတယ် ယ်အဲ့ဒါကိုသူကလို့လုတ်ပေးဖို့လိုအပ်နေတဲ့အကြောင်းကိုပြောတဲ့အတွက်ကြောင့်ဒီ mask ကိုသုံးပြီးတော့ဗဝန်နဲ့ရေးပြထားခြင်းဖြစ်တယ်အဲ့တော့ဒီ if clock တွေမှာကျွန်တော်တို့ model auxiliary verb တွေရော have been verb လို့ခေါ်တဲ့ auxiliary verb နော် verb to be ဒီ verb to have ဒါတွေအကုန်လုံးကိုကျွန်တော်တို့ထပ်ပြီးတော့ရေးလို့ရတယ်အဲ့တော့ကျွန်မ tense ဒီဟာပေါ့နော်ဒီ present past future တခုမှ၄ခုစီရှိရတဲ့ကြောင့်၄ခုစလုံးစီကိုသွားမှာဖြစ်ပါတယ် ဲ့တော့အရင်အူဆုံးကျွန်တော်တို့ present tense နဲ့ဖွင့်လိုက်မယ်ပေါ့နော် present tense ၄မျိုးရှိတယ်အရင်အူဆုံး simple present tense နဲ့သွားမယ်အဲ့တော့ example ကြည့်ပြီး if it rains we will stay inside မိုးရွာမယ်ဆိုရင်တော့ငါတို့အိမ်ထဲမှာနေရမယ်နော်ဒါမျိုးပြောတာအဲ့တော့အရှိမာက if subject verb one will verb verb one နဲ့ရေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ conditional clause ၄ခုထဲမှာဆိုရင် will never one နဲ့ရေးထားတဲ့အတွက်ကြောင့်သူဒီ first condition first condition ဒီ real situation မှာတုံးတယ်နောက်တစ်ကြောင် energy man if you need help I or he can call me เนาะသူသားကူညီလိုမယ်ဆိုရင်တော့ he can call me သူငါ့ကိုဖုန်းဆက်လို့ရတယ်ဒါအကြောင်းအရာကိုသူကဖော်ပြထားတာကဒီဖုန်းဆက်လို့ရတာပဲလို့သူကပြောတာဖုန်းဆက်နိုင်တယ်เนาะဒါ ability ကိုပြောတဲ့အတွက်ကြောင့်သူဒီ can ကိုဒီမှာလာယူသုံးထားခြင်းဖြစ်တယ် first condition ဖြစ်ပါတယ်เนาะနောက်တစ်ကြောင်းဆက်ကြည့် if you study she may pass အဲ့တော့သူမသားဒီလေးလာတင်ယူမယ်ဆိုရင်သူမအောင်သွားမှာပေါ့လို့ပြောခြင်းဖြစ်တယ်အဲ့တော့ may ဒီကျွန်တော်တို့အဓိပ္ပာယ်နှစ်ခုပြောလို့ရပါတယ်ဒီတစ်ခု ုခုကိုခွင့်ပြုကြောင်းပြောတယ်ဆိုရင်တော့မေကိုသုံးတယ်နောက်တစ်ချက်ကသူဒီ speculation ခန့်မှန်းတဲ့နေရာမှာဒီ possibility ဖြစ်နိုင်ခြေကိုခန့်မှန်းပြောဆိုတဲ့အခါမှာဆိုရင်လေကျွန်တော်တို့မေကိုသုံးလို့ရတယ်မေဒီ permission မှာသုံးတယ်ဒီ speculation မှာလည်းသုံးတယ် might ကြတော့ကျွန်တော်တို့ဒီ speculation တစ်လုံးပဲသုံးတယ်เนาะဒါလေးတစ်ချက်သတိထားပြီးအဲ့တော့ present ဒီ simple present တဲ့နဲ့ဒီ ကျမတို့သုံးပြသွားတာပေါ့နော်အဲ့တော့ present continuous နဲ့ထပ်ပြီးတော့သုံးကြည့်ရအောင် if you are walking tonight ဒီညမင်းအလုံးလုံးနေမယ်ဆိုရင် i can bring dinner ကညစာတယ်လာပေးနိုင်ပါတယ် ability ကိုပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ခံနဲ့ဘဝနဲ့တုံတာချင်းဖြစ်တယ်နော်ဒီ well ဘက်အများတန်းသုံးနေဖို့မလိုဘူးဆိုတဲ့အကြောင်းပြောချင်တာပါနောက်တစ်ခုဆက်ကြည့်မယ် if they are waiting သူတို့သာစောင့်နေမယ်ဆိုရင် we might join them သူတို့နဲ့ငါတို့ join ဖြစ်လိမ့်မယ် might ကိုလာပြီးတော့တုံတာတယ်ဒီ might ဆိုတဲ့စကားလုံးကိုသူကဒီပြောလိုက်တဲ့သုံးလိုက်တဲ့အတွက်ကြောင့်ဒါဒီ speculation ခန့်မှန်ပြီးတော့ပြောတာနော်ဒီ possibility ဖြစ်နိုင်ခြေအတွက်သူကပြောလိုက်ခြင်းဖြစ်တယ်နောက်တစ်ခုကျွန်တော်တို့ present perfect ်နဲ့သုံးကြည့်မယ်ပေါ့နော်အဲ့တော့ present perfect tense ဖြစ်တဲ့အတွက်ကြောင့် has to have to သုံးရမှာဖြစ်တဲ့ singular စာချက် plural စာချက်ပုံမှန်မူတည်ပြီးတော့ကွဲသွားမယ် exam မှာစာကြည့် if he has finished he can leave early အဲ့တော့သူကစောစောပြီးသွားပြီဆိုရင်နော် he can leave early စောစောပြန်နိုင်ပါတယ် present perfect နဲ့ရေးထားတယ်ပြန်နိုင်ကြောင် ability နော်ဒီစွမ်းရည်ဒီလုံးနိုင်ကြိုင်နိုင်ကြောင်းကိုပြောတဲ့အကြောင်းဒီမှာ can နဲ့ verb နဲ့သုံးထားခြင်းဖြစ်ပါတယ်နောက်တစ်ကြောင် if she has seen the new use she may understand the situation အဲ့တော့သူဒီတဲ့င်းကိုသူမတွေ့ပြီးသွားပြီးဆိုရင်တော့ဒီအခြေအနေကိုသူမသဘောပေါက်နိုင်တဲ့သဘောပေါက်နိုင်မှာဖြစ်တယ်เนาะ speculation ဒီဖြစ်နိုင်ခြေ possibility ကိုသုံးတာเนาะဒီဝါကြောင့်က permission ကိုပြောတာမဟုတ်ဘူးအဲ့တော့မေမှာ meaning တစ်ခုရှိတယ် possibility speculation နဲ့ permission ခွင့်ပြုချက်နောက်တစ်ကြောင်ကျွန်တော်တို့ဆန်ကြည့်ရအောင် if နဲ့ကျွန်တော်တို့ present perfect continuous tense နဲ့သုံးတာလေအဲ့တော့ present perfect continuous tense ဆိုတာကကျွန်တော်တို့ long action verb တွေနဲ့သုံးတာအဲ့တော့ဒီမှာကြည့်မယ် if you had been studying မင်းသားတောက်လျှောက်လေးလာတင်ယူနေခဲ့မယ်ဆိုရင် you were improved quickly မြန်မြန်ဆန်ဆန်ပဲ total လာလိမ့်မယ်လို့ ောခြင်းဖြစ်တဲ့အရှိမက have been blah va ing เนาะ present perfect continuer ကျွန်တော်တို့ present tense ဖြစ်တဲ့အတွက်ကြောင့်အနောက်မှာကျွန်တော်တို့ဟို will နဲ့ verb နဲ့ကိုလာပြီးတော့သုံးထားခြင်းဖြစ်တယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် if they had been waiting long เนาะသူတို့ကအကြာကြီးစောင့်ဆိုင်နေခဲ့မယ်ဆိုရင် we should အပေါ်လိုကြငါတို့သူတို့ကိုတောင်းပန်တင်နေပြီလို့ပြောခြင်းဖြစ်တယ်အဲ့တော့ present simple ဒီ present continuer present perfect present perfect continuer လေးမျိုးစလုံးနဲ့ကျွန်တော်တို့ if clock တနည်းအပြေ conditional clause နဲ့တွဲပြီးတော့သုံးလို့အကြောင်းပြောခြင်းဖြစ်ပါတယ်။ အဲ့တော့နောက်တစ်ခုကကျမတို့ဒီ if clause ထဲမှာဒီ past tense ပေါ့နော် past simple ပြီးအခါမှာ past continuous past perfect past perfect continuous ထည့်ပြီးတော့သုံးမယ်အဲ့တော့သူကနည်းနည်းလေးတော့ကျမတို့ဒီရှုပ်ထွေးနိုင်တယ်ဘာကြောင့်လဲဆိုတော့ imaginary ဒီ imagination ပေါ့နော်ဒီ hypothesis hypothetical situation တွေဒီထဲမှာပါလာမှာဖြစ်တယ်အဲ့တော့ exam မှာစပြီးကြည့်အောင်အဲ့တော့ if နဲ့ကျမတို့ past simple လို့ပြောတာじゃ what do နဲ့တွဲပြီးတော့ရေးမယ်အဲ့တော့ if i knew the answer အဖြစ်ကိုငါသာပြီး ီးခတ်မယ်ဆိုရင် I can tell you မင်းကငါကပြောပြနိုင်လိမ့်မယ်အဲ့တော့လက်ရှိမှာဒီ if ရဲ့ subject verb do နဲ့ရေးထားတယ်အနောက်မှာ could နဲ့ verb 1နဲ့ရေးထားတယ်အဲ့တော့အရှိမဒီကျွန်တော်တို့ verb 2သုံးလိုက်ပြီเนาะဒီ simple ဒီ past ကိုသူကသုံးထားတယ်အနောက်မှာ could ပြော verb 1နဲ့လာပြီးသုံးလိုက်တဲ့အတွက်ကြောင့်လက်ရှိအနေအထားမှာသူဒီအဖြေကိုမသိနေဘူးအဲ့အတွက်ကြောင့်မပြောနိုင်မပြောပြနိုင်ဘူးဆိုတဲ့အကြောင်းကိုပြောခြင်းဖြစ်တယ်ဒါဒီ second condition ကိုရည်ညွှန်းခြင်းဖြစ်တယ်နောက်တစ်ကြောင်ဆက်ကြည့် if she had time သူမမှာအချိန်သာရှိခဲ့မယ်ဆိုရင် she would have သူမကူညီလိမ့်မယ်အဲ့တော့ reality မှာသူမမှာအချိန်လည်းမရှိဘူးကုလည်းမကူညီနိုင်ဘူးကိုပြောချင်းဖြစ်တယ်เนาะအရှိမ suggest what do နဲ့ရေးထားတယ်အနောက်မှာ would လောက်ဘာဝင်နဲ့ရေးတယ်အရှိမဘာကြောင့် could ကိုသုံးရတယ်ဆိုတော့ဒါက ability เนาะဒီလုံးနိုင်ခြံနိုင်စွမ်းကိုပြောတဲ့အတွက်ကြောင့် could နဲ့သုံးချင်းဖြစ်တယ်ဒါက ကျွန်တော်တို့လိမ့်မိပေါ့နော်ဒီဒီဘယ်လိုပြောမလဲစိတ်ကူးယဉ်ပြီးတော့မဖြစ်သေးတဲ့အကြောင်းအရာကိုစိတ်ကူးယဉ်ပြီးတော့ပြောခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ past continuous အကြောင်းပြောမယ်အဲ့တော့ past continuous ဆိုတဲ့အတွက်ကြောင့် if ရဲ့စကြက်ပြီးတော့ was were လာမယ်ပြီးတော့မှ va ing အဲ့တော့ if they were driving faster သူတို့မြန်မြန်ဆန်ဆန်သာမောင်းသွားခဲ့မယ်ဆိုရင် they could arrive earlier စောစောရောက်လာခဲ့မှာဖြစ်တယ်အဲ့တော့အရှိမလဲကျွန်တော်တို့ but to ရေးထားတယ်နောက်မှလဲ could နဲ့ va one နဲ့ရေးပြထားတယ် အတွက်ကြောင့်ဒီဝက်ကြတဲ့ကျမတို့တဲ့ hypothetical situation ဒီနည်းအားဖြင့် imagination เนาะဒီစိတ်ကူးရင်ပြီးတော့ပြောထားတဲ့ second condition ကိုရည်ညွှန်းတယ်အဲ့တော့ဒီ past continuous เนาะအဲ့လိုသာမောင်းလာခင်မယ်ဆိုရင်ဒါမျိုးပြောချင်းပြတဲ့ could arrive ရောက်လာနိုင်တဲ့ ability အတွက်ကြောင့် question နဲ့သုံးပြထားခြင်းဖြစ်တယ်နောက်တစ်ကြောင်းဆက်ကြည့်မယ် if you were sleeping we wouldn't distract her ဟာသူမသာအိပ်ပျော်နေမယ်ဆိုရင်ငါတို့ကသူမကိုနှောင့်ယှက်လိမ့်မည်မဟုတ်ပါဒါဒီလည်းပဲ second condition နဲ့ရေးထားတယ် and real situation လက်တွဲမှာသူမဒီအိပ်မပျော်နေဘူးအဲ့ဒီအတွက်ကြောင့် distract လုပ်တယ်ပေါ့နော်နောက်တစ်ကြောင်းဆက်ကြည့် if နဲ့ကျွန်တော်တို့ past perfect past perfect လို့ပြောရတဲ့အတွက်ကြောင့် past အတွက်က aged ဒီဟက်ကိုသုံးမယ် perfect တန်ပြီးသွားပြီလို့ပြောတဲ့အတွက်ကြောင့် ော် birth three เนาะ past participle နဲ့ရေးမှဖြစ်တဲ့ example ကြည့်မယ် if they had knew သူသာတိခတ်မယ်ဆိုရင် if he had knew he would had added differently သူမအဲသူကဒီမတူကွဲပြအောင်လုံးဆောင်နိုင်လိမ့်မယ်သိထားမယ်ဆိုရင်တော့ဒီဒီ differently ပေါ်တော့သူ at လုံးဆောင်မှာဖြစ်တယ် edit လုံးဆောင်မှာဖြစ်တယ်အဲ့တော့အရှိမ hat နဲ့ battery နဲ့ရေးထားတယ်အနောက်မှာ would have brought battery နဲ့ရေးထားတယ်အဲ့တော့ဒီပဲတန်ငါကျွန်မတို့ third condition ကို ပြောခြင်းဖြစ်တယ်အဲ့တော့ third condition ကိုဘယ်လိုနေထားမျိုးမှာသုံးတယ်လဲဆိုတော့ကျွန်မတို့ပြီးသွားပြီးဖြစ်တဲ့ update အကြောင်းကိုပြန်ပြီးတော့နောင်တရတဲ့လေးတဲ့တဦးတယောက်ကိုကျွန်မတို့ brain င်းလောက်တာเนาะဒီပြစ်တင်အဲ့လိုမျိုးနေထားမျိုးနဲ့သုံးတဲ့ခါမျိုးမှာဆိုရင်သုံးတယ်သူဒီကျမတို့ဒီသိလည်းမတိခဲ့ဘူးအဲ့လိုမျိုးလည်းမလုံးနိုင်ခဲ့ဘူးဆိုတော့ unreal situation အတွက်သုံးချင်းဖြစ်တယ်နောက်ဒီကြောင့်ဆက်ကြည့်မယ် if they had arrived earlier စောစောကရောက်လာခဲ့မယ်ဆိုရင် they could have catch and train ရထားမိမှာဘောလို့ပြောရင်ရထားကိုမိနိုင်တဲ့เนาะဒီ ability အတွက်ကြောင့်ဒီနေရာမှာ could ကိုသုံးထားခြင်းဖြစ်တယ်အဲ့တော့ reality မှာသူတို့စောစောလည်းရောက်မလာဘူးရထားလည်းမမိဘူးဒါဒီ thought traditional clock တနည်းအားဖြင့် unreal ဒီ past နဲ့အတိတ်ကမဖြစ်ခဲ့တဲ့မဖြစ်ခဲ့လိုက်တဲ့အကြောင်းအရာကိုပြန်သုံးထားခြင်းဖြစ်တယ်เนาะအတိတ်ကမဖြစ်ခဲ့လိုက်တဲ့အကြောင်းအရာတွေသုံးပြထားခြင်းဖြစ်ပါတယ်နောက်ဆက်ကြည့်မယ် if နဲ့ကျွန်တော်တို့ past perfect continue เนาะဒီ perfect continue တွေကကျွန်တော်တို့ long action verb တွေနဲ့သုံးတယ်เนาะဒီမှာကြည့်မယ် if she had been walking all night တညလုံးသူမကအလုတ်လုံးနေခဲ့မယ်ဆိုရင် she might have been exhausted သူမဒီပင်ပန်းနန်းနန်းနေလောက်ပြီအဲ့တော့တညလုံးနဲ့အလုတ်မလုတ်ထားဘူးအဲ့တော့မပင်ပန်းဘူးဟုတ်တယ်နော်ဒါသည်ကျွန်တော်တို့တဲ့ my have blood battery ကိုသုံးလိုက်တဲ့အတွက်ကြောင့်ဒါသည်ကျွန်တော်တို့တဲ့ andrea situation ဒီနေ့အဖြစ် third condition ကိုပြောခြင်းဖြစ်တယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် if they had been studying သူတို့ကလေးလာနေခဲ့မယ်ဆိုရင် they could have passed somewhere on the lobby ပေါ့အခုကမလေးလာထားတော့မအောင်ဘူးဆိုတဲ့အတိတ်ကအကြောင်းကိုပြန်ပြောခြင်း င်းဖြစ်တယ်အဲ့တော့ဒီ if clock တဲ့မှာကျွန်တော်တို့ရိုးရိုးဘတ်တူနဲ့ထည့်ပြီးရေးလို့ရတယ်ဘတ်တူနေရာမှာဘတ်တူ v နဲ့ဘာ ing ပေါင်းထားတဲ့ past continuous ကလည်းရေးလို့ရတယ်လို့ဒီ past perfect နဲ့တုံးတဲ့ had နဲ့ but နဲ့ရေးလို့ရတယ် past perfect continuous ဖြစ်တဲ့ had been blah ဘာ ing နဲ့လည်းရေးလို့ရတယ်အဲ့တော့အရှိမဘတ်တူအနောက်မှာ could do would do နဲ့ပေါ့နော်ဒီဒီ ဘဝန်နဲ့လိုက်လာပြီးဆိုရင်ကျမတို့ကဒီ could blah blah one would blah blah one ဆိုရင်တော့ imagination ဒီနေ့အပြင်မဖြစ်သေးတဲ့ future and real ကိုပြောခြင်းဖြစ်တဲ့ go help blah blah the read my help blah blah the read your help blah blah the read အဲ့ဒါဒီကိုသုံးထားမှဆိုပြီးသွားတဲ့အကြောင်းအရာမဖြစ်နိုင်တဲ့အကြောင်းကိုပြန်ပြီးတော့နောင်တရပြီးတော့ပြောတဲ့အခါမျိုးမှသုံးတယ်ဒါလေးရှင်းနေအောင်မှတ်ဖို့လိုပါတယ် ဲ့တော့ကျမတို့အခု future tense အကြောင်းပြောမယ်ပေါ့နော် future tense ဆိုတာကကျမတို့ဒီမဖြစ်သေးတဲ့အကြောင်းအရာကိုပြောခြင်းဖြစ်တယ်အဲ့တော့ဒီမှာစပြီးတော့ပေးထားတယ်ဒီ if clock ထဲမှာကျမတို့ but to be ရဲ့ပြီးတော့ going to နဲ့လာပြီးတော့သုံးမယ်ဒါဒီအရင်ကမှနီးကပ်နေတဲ့ near future အတွက်သုံးတဲ့ pattern မျိုးဖြစ်တယ် exam မှာစကြည့်မယ် if you are going to leave soon နော်မကြခင်မင်းထွက်သွားတော့မယ်ဆိုရင် our pack quickly ငါမြန်မြန်ဆန်ဆန်ပဲထုတ်ပိုးလိမ့်မှာဖြစ်တယ်ထုတ်ပိုးမှာဖြစ်တယ်ဒါမလုံရသေးဘူးသွားတော့မယ်ဆိုရင် ်ကဒီလိုလုံးမယ်ဆိုတဲ့သဘောဖြစ်တယ်အရှိမာကဒီအာ เนาะဒီ but to be ard r ကိုတုံးလိုက်တယ်အနောက်မှာ well ကိုတုံးလိုက်တယ်အတွက်ကြောင့်ကျွန်မတို့ဘဝ1အနောက်မှာ well blah blah 1ဆိုရင်ဒါဒီကျွန်မတို့အတွက် first condition real situation ကိုပြောတယ်မကြခင်ထွက်တော့မစံကမြန်မြန်ဆန်ဆန်ထုတ်ပို့လာမယ်ဒါမျိုးပြောတာအဲဒီမှာနောက်တစ်ခုဆက်ကြည့်မယ် if they are going to visit သူတို့သွားလဲတော့မယ်ဆိုရင် we might prepare snack เนาะ this snack တော့ကဒီ mock ပဲတည်ရေးစာအဲ့ဒါဒီကိုငါတို့က prepare ပြင်ဆင်မယ်အဲ့တော့အရှင်းမှာတော့ငါ well ကိုတုံးတယ်ဒါကရည်ရွယ် ောင်း intern လုပ်တာဒီစံသားရှိကြောင်းကိုဖော်ပြတဲ့ကြောင်းကျွန်တော်တို့ will နဲ့သုံးပြပြီးတော့ might ကိုသုံးတာက possibility ဒီနေ့အပြည့် speculation ခံမှန်ပြီးတော့ပြောတဲ့နေရာမှာသုံးတယ်အဲ့တော့အရှိမှာကျွန်တော်တို့ဘဝန်သုံးထားတယ်ဒီနေရာမှာကကျွန်တော်တို့ might ကိုလာပြီးသုံးရတဲ့ကြောင်းရင်ကဒါ past ကိုပြောတာမဟုတ်ဘူးเนาะဒီ might ကိုသုံးတဲ့အတွက်ကြောင့် possibility speculation ကိုသုံးတယ်လို့ကျွန်တော်တို့ကဒီလိုနားလည်ရမှာဖြစ်တယ်နောက်တစ်ခုဆက်ကြည့်မယ်အဲ့ဒီ if clause ထဲမှာ future continuous လို့ခေါ်တဲ့ but to be နဲ့ i in င်းကြည်နဲ့ကျွန်တော်တို့ထပ်ပြီးတော့ရေးမယ်အဲ့တော့ဒီမှာကြည် if she is going to be traveling သူမခရီးသွားတော့မယ်ဆိုရင်เนาะ she will need her passport เนาะသူမရဲ့နိုင်ငံကူးလက်မှတ်ကသူမလိုအပ်ပါလိမ့်မယ် if sergeant bawan will bawan first condition အတွက်ပုံထားခြင်းဖြစ်တယ်နောက်တစ်ခုဆက်ကြည့်မယ် if you will be meeting later เนาะနောက်မှတွေ့မယ်ဆိုရင်လဲ i can bring the documents အဲ့ရစတန်းဒီကိုငါကပယ်လာပေးနိုင်ပါ တဲ့ can ကိုသုံးလိုက်တဲ့အတွက်ကြောင့်ဒါဒီ ability ကိုပြောခြင်းဖြစ်တယ်ပေါ့နော်ဒါသူလုပ်ပေးနိုင်တဲ့အကြောင်းကိုသူကပြောတာနောက်တစ်ခုကျွန်တော်တို့ future perfect future ဖြစ်တယ်ဆိုတော့ဒီ will ပါလာမယ် perfect တန်က have နဲ့ battery လာမယ်အဲ့တော့ if you have finished by noon ဘိုင်းကိုကျွန်တော်တို့ before လို့မြင်ပြီးနော်အဲ့တော့ကနေလက်ခင်မတိုင်ခင်နေလက်ခင်ဒီနောက်နောက်ကြဆုံးခြင်းဒီနေလက်ခင်မယ်နော်အဲ့တော့ကအဲ့ဒီမတိုင်ခင် သူကပြီးသွားမယ်ဆိုရင် i can pick you up နင်ကလာကြိုနိုင်ပါတဲ့ ability ကိုပြောတဲ့အတွက်ကြောင့်ဒီနေရာမှာ ကန်ကိုတုံးပြထားခြင်းဖြစ်တယ်ဗောနော်အဲနောက်ဆုံးတစ်ခုက ကျွန်တော်တို့သူဒီဒီ normal ဒီ standard english မှာဒါမျိုးကိုမတုံးဘူးကျွန်တော်တို့ဒါနဲ့အလဲလဲတုံးလို့ရတဲ့ alternative ဖြစ်တဲ့အကောင်းဆုံး pattern ကတော့ present perfect continuous တုံးလို့ရတယ်ဒီ future perfect continuous ရကြီးကတအားကမှ formal ဆံပြီးတော့ဟိုတုံးလေးတုံးထားမရှိတဲ့အတွက်ကြောင့် alternative အနေနဲ့ဆိုရင် present perfect continuous နဲ့တုံးတာမှန်တယ်နော်အဲ့တော့ဒါပေမဲ့ရေးလို့ရကြောင်းကိုတော့ရေးပြထားပါတယ်အိမ်ဆက်မှာကြည့်ပေးပါ ော် if you were helping traveling for 15 hours by that time ဒီချိန်မှာတော့15နာရီကြာအောင်မင်းကခရီးတွေသွားထားပြီးသားဆိုရင် you will need rest เนาะအနားယူဖို့မင်းလိုအပ်နေပြီလို့ပြောခြင်းဖြစ်တယ်အဲ့တော့ present ဟိုပါဘောเนาะဒီ future ဖြစ်တဲ့အကြောင်း will perfect တဲ့အတွက်ကြောင့် helping เนาะဒီ continuous ဆိုရင် traveling ဒါနဲ့သုံးပြထားခြင်းဖြစ်တယ်အရန်ကမှ technical ဆန်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးခြေနေမှာသုံးတော့မယ်ဆိုရင် present perfect continuous ကိုသု ုံးဖို့အတွက် suggestion ပေးပါတယ်။နောက် pattern တစ်ခုကကျွန်တော်တို့ဒီ model auxiliary verb เนาะ model auxiliary verb ရော helping verb ရောဒါတွေကိုဒီပြောတဲ့သူရောဒီနားထောင်တဲ့သူရော speaker ရော listener ရောကနားလည်ပြီးသားဖြစ်တဲ့ကြောင့်ရှေ့ကြီးထပ်ပြီးတော့မပြောတော့ဘဲနဲ့ ellipse လုပ်လိုက်တာเนาะဖယ်ထုတ်လိုက်တဲ့သဘောအဲ့လိုမျိုးနဲ့လည်းသုံးလို့ရတယ်။အဲ့တော့ကျွန်တော်တို့ဘယ်လိုအပိုင်းတွေမှာသူ့ကိုသုံးလဲဆိုတော့အဲ့ဒီ if clause နဲ့ adjective နဲ့တွဲပြီးသုံးတယ်။ ပြီးတော့ကျွန်တော်တို့ဒီ VAT EDEN တနည်းအားဖြင့် Pass Party Seven เนาะ Battery နဲ့လည်းတွဲပြီးတော့သုံးသလို Advan နဲ့လည်းသုံးလို့ရတယ်အရှိမပြောထားတဲ့ဒီ Model Auxiliary ရောကျွန်တော်တို့ဒီ Happen Bar เนาะ Auxiliary Bar VAT to be VAT to have ဒီ Add on Economy ဖယ်ထုတ်ပြီးတော့ If net EDE If net VAT EDEN If net Advan အဲ့လိုမျိုးလည်းရေးလို့ရကြအောင်ကိုပြောပြပေးမှာဖြစ်တယ်အဲ့တော့ဒီမှာ Example စာကြည့်မယ် If necessary call me လိုအပ်မှဆိုရင်ငါ့ကိုခေါ်တော့လို့ပြောတာအဲ့တော့ဒီမှာကျွန်တော်တို့ ာတွေဖက်ထုတ်လိုက်လဲဆိုတော့တကယ်တကယ်သူရဲ့ food sedan က IFFV convention သူရနောက်မှာကျမတို့ဒီ situation ကိုပြောတဲ့အတွက်ကြောင့် dummy စာချက် IDH ပြီးတော့မှစာချက်ပြီးရင်ကျမတို့အမြဲတမ်း ဗလာရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ necessary က add ဖြစ်တော့ကျမတို့ but to be နဲ့ပေါင်းပြီးတော့ဒီလိုမျိုးရေးတာ if it is necessary call me လို့အမှန်ဆိုရင်ငါ့ကိုခေါ်တော့လို့ပြောတယ် call me ဒီ imperative pattern နဲ့ရေးထားတဲ့ verb ကိုအရှိထုတ်ပြီးတော့ object pronoun အဲ့တော့ကျမတို့ဒါမျိုးမရေးဘဲနဲ့ if clone နဲ့ add နဲ့ပေါင်းပြီးတော့ရေးတယ်ဒီမှာလည်းအထူးအထူးပဲ if possible ဖြစ်နိုင်မယ်ဆိုရင်လေ sanitary ဒီနေ့ပို့ပေးတော့လို့သူကပြောတာအဲ့တော့ဒီ if if ရဲ့အနောက်မှာ subject ရောနေ situation ကို ပြောတဲ့အတွက်ကြောင့်တမီးစာချက် ITA တကူသုံးမယ်ပြီးတော့က possible the power of AG တွေဖြစ်ရတဲ့ကြောင့် vowel ကိုကျွန်တော်တို့ but to be ကိုရွေးချယ်တယ်ပြီးတော့ခါမှဒီ if it possible เนาะဒီစာချက်တွေ but to be တွေကိုအကုန်လုံး omission ဖယ်ထုတ်လိုက်ပြီးတော့ if if နဲ့ edited နဲ့တွဲပြီးတော့တုံးချင်းဖြစ်တယ်။နောက်တစ်ခုဆက်ကြည့်မယ် if require submit the form by friday เนาะတောက်ကြနေနောက်ဆုံးထားပြီးတော့ဒီလျှောက်လာဖုန်ကိုတင်ပေးပါလိုအပ်မယ်ဆိုရင်အဲ့တော့အဲဒီမှာ require ဒီ ed ပေါင်းထားတဲ့ pass party စီပဲဒီနေ့အဖြစ်ဒီပါ ed en ပေါ့เนาะဒါနဲ့ထို့တူပဲဒီမှာလည်းထို့တူပဲ if interested เนาะစိတ်ဝင်စားမယ်ဆိုရင် please contact our office ငါတို့ရုံးကိုဆက်သွယ်လို့ရပါတယ်။အဲ့တော့ဒီအရှင်းမှာကျတော့ situation ဖြစ်တဲ့ id it ကိုစာချက် ထဲမှာထားပြီးတော့ရေးတာဒီမှာကျတော့ကျမတို့ အကြောင်းအရာကနော်ဒီဒီမင်းစိတ်ဝင်စားမယ်ဆိုရင်ငါတို့ယုံမှုဆက်သွယ်ပါလို့ပြောတဲ့အတွက်ကြောင့်စကြဲဉာဏ်မှာကျွန်တော်တို့ you ကိုသုံးထားတယ်အဲ့တော့ you တို့ဒီ i တို့ပေါ့နော်ကျွန်တော်တို့ imply စကြဲဆိုတဲ့ဒီ video lesson မှာကျွန်တော်ဖြင်းပြထားပြီးသားဖြစ်တယ်နော်အဲ့တော့မထက်ထားဘူးဆိုရင်ကျွန်တော်တို့ auto understand အလုံးလိုသဘောပေါက်ရမှာက imply စကြဲရှိတာဆိုတာကိုသဘောပေါက်ပြီးဖို့လိုတယ်တူတူပဲ if so နော်အဲ so ဆိုတာကျွန်တော်တို့ကဒီ ever တွေလာပြီးပေါ့နော် let me know အကယ်၍အဲ့လိုမျိုးသာဆိုရင် let me know ါလဲဒီပရစီငါ့ကိုပြီးခွင့်ပေးပါလို့ပြောတယ်ဒီမှာကျတော့ DHAT တက်ဆိုရဲ demonstrative pronoun ကိုကျွန်တော်တို့သုံးထားတယ်ဒါကအကြောင်းအရာပေါ်မှာမူတည်တာသူနဲ့သူနဲ့ကိုယ်နဲ့ပြောနေတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဒီ demonstrative pronoun ကိုယူသုံးလိုက်ခြင်းဖြစ်တယ်เนาะ demonstrative pronoun ကလည်းအများကြီးမရှိဘူးเนาะလေးလုံးပဲရှိတယ်ပြောပြောအာဘောเนาะ this that these those เนาะဒါကိုပြောတာနောက်တစ်ခုကျွန်တော်တို့ if not အကယ်၍အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ we try another solution တခြား solution တစ်ခုကိုငါတို့ try ကြည့်ရမယ် နော်အဲ့ဒါ that is not the case ဒီဟာကဒီပြဿနာမဟုတ်နေဘူးဆိုရင်တခြားဟာ try ကြည့်မယ်လို့ပြောချင်းဖြစ်တယ် if in doubt နော်တန်တရားရှိမယ်ဆိုရင် ask your supervisor မင်းကို supervise လုပ်ပေးတဲ့လူကိုမေးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ in doubt ဒီ proposition နဲ့စထားပေးတယ်နော်တန်တရားရှိခဲ့မယ်ဆိုရင်လို့ပြောထားချင်းဖြစ်တယ် you ဆိုတော့ကျွန်တော်တို့ဒီ what do you ရေးချက်တဲ့အခါမှာ are နဲ့ပဲတွေ့တာပေါ့နော်နောက်တစ်ခု if in trouble ပြဿနာရှိနေမယ်ဆိုရင် call the hotline နော် hotline ကိုဖုန်းခေါ်ပါနော်ဒီတာမှာမေးလို့ရတယ် ။ If in need အကယ်၍လိုအပ်မယ်ဆိုရင် help အကူအညီကို will be provided ထောက်ပံ့ပေးမှာဖြစ်တယ်။အဲ့တော့ဒီ HDLP healthy သူရဖောက် or speak ကဘာလဲဖြစ်တယ်လို့ noun လဲဖြစ်တယ်။ဒီမှာကြတော့ will be provided ဆိုတာ passive form နဲ့ရေးထားတဲ့ကြောင့်ဒါဒီ object နေရာဝင်တော့ကျွန်တော်တို့ noun အဖြစ်နဲ့သုံးထားတယ်လို့နားလည်ရမှာဖြစ်တယ်။အကူအညီကိုထောက်ပံ့ပေးမှာဖြစ်တယ်။မလည်းတို့เนาะအဲ့တော့ဒီမှာပြောပြသွားတဲ့အရာတွေက ဒီ if clock ထဲမှာကျွန်တော်တို့ subject တွေဒီ verb to be တနည်းအားဖြင့် auxiliary verb အဲ့ဒါတွေကိုဒီဖယ်ထုတ်ပြီးတော့ ag တွေဒီ past participle ဒီ adverb အဲ့ဒါတွေနဲ့တွဲပြီးလဲရေးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောသားခြင်းဖြစ်တယ်เนาะဒါမျိုးရေးလို့ရှင်ကျွန်တော်တို့အလိုလိုနားလည်သဘောပေါက်ရမှာဖြစ်ပါတယ် နောက်ပက်တန်တွေကကျွန်တော်တို့ဒီ condition နဲ့ပတ်သက်လာလို့ရှိရင်ရှောင်ရွယ်လို့မရတဲ့ inversion เนาะဒီ inverted condition လို့ခေါ်တယ်အဲ့တော့အဲ့ဒီ inverted condition ကကျွန်တော်တို့ zero condition မပါဘူး first condition second condition third condition အဲ့ဒါတွေကိုကျွန်တော်တို့ inverse လုပ်ပြီးတော့ရေးတာเนาะအထူးသဖြင့်ကျွန်တော်တို့ဆွဲဆောင်မှုရှောင်ရေးတဲ့အခါမျိုးအလေးနဲ့ထားပြီးတော့ပြောချင်းတဲ့အခါမှာရေးတာမျိုးကိုပုံချင်းဖြစ်တယ်အဲ့တော့ exam မှာစပြီးတော့ကြည့်ပေးမယ်အဲ့တော့အရင်ဥဆုံးကကျွန်တော်တို့ဒီဟိုပါဘောเนาะဒီ third condition င်နဲ့စားလိုက်မယ် third condition လို့ပြောလိုက်တဲ့အတွက်ကြောင့်သူရဲ့ဒီ structure က if ရဲ့စားချက်ရဲ့ had vadri ပြီးတော့ကမှအနောက်ဘက်ကဒီ would have probably could have probably should have probably forever နော်ဘာပဲဖြစ်ဖြစ်အကြောင်းအရာ content ပေါ်မှာမူတည်ပြီးတော့ ability အကြောင်းကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ can ဟော could ကိုသုံးပေးမှာဖြစ်တယ် suggestion ကိုပြောမယ်ဆိုရင်တော့ should ကိုသုံးပေးမှာဖြစ်တယ်ဒီစန္ဒရှိတယ် polite request နေနဲ့သုံးမယ်ဆိုရင်တော့ would ကိုကျွန်တော်တို့သုံးပေးမှာဖြစ်တယ်အခုဒီမှာကြည့်ရအောင် had i know ငါသာသိ you can miss so yeah i would have edited differently ဟောဒီမတူကွဲပြောင်းအောင်ငါကလုံဆောင်နိုင်တယ်အဲ့တော့ပုံမှန်ရေးမဲဆိုရင် if ရယ်ပြီးတော့ကမစာချက် hatnet battery အနောက်မှာက wood help battery ဒီနေ့အပြည့်ဒါဒီပြီးသွားပြီဖြစ်တဲ့မလုံလိုက်ရတဲ့ attack ကလေဒီ situation เนาะ and real situation ကိုပြောတာချင်းဖြစ်ပါတယ်နောက်ကြောင့်ဆက်ကြည့်မယ် head and see the warning sign เนาะ3 base sign book တွေเนาะဒီ sign တွေကိုဒါငါကသာတွေးခန့်မယ်ဆိုရင် avoid avoided the area အဲ့ဒီ area ငါကရှောင်ရှားဖြစ်အဲ့တော့မတွေ့ ည်းမတွေ့တော့ရှောင်လည်းမရှောင်နိုင်မိဘူးလို့ပြောခြင်းဖြစ်တယ်ပုံမှန်ရေးမယ်ဆိုရင် if it ပြီးတော့မှစကြဲ head battery လာမှာဖြစ်တယ်เนาะနောက်မှ water block battery နဲ့ရေးတယ်နောက်တစ်ကြောင် had they prepare earlier စောစောသားပြင်ဆင်ထားမိမယ်ဆိုရင် they won't have missed the deadline เนาะနောက်ဆုံးရက်ကိုသူတို့လွဲချော်သွားမှာမဟုတ်ဘူးအဲ့တော့ အပြင်းလဲမပြင်းစင်ထားဘူးလွယ်ချော့သွားတယ်ဆိုတဲ့သဘောအတိတ်ကမဖြစ်လိုက်ရတဲ့အကြောင်းအရာကိုနောင်တရပြီးတော့ပြန်ပြောတဲ့လေသံမျိုးဖြစ်ပါတယ်နောက်တစ်ခုကျွန်မတို့ wall အဲ့တော့ wall ကို၃လက်ခံမှာ pattern တစ်ခုရှိတယ်ပေါ့နော်အဲ့တော့ပေးထားတဲ့ဝက်ကြမှာကကျွန်မတို့ဒီမှာအရင်ကြည့်လိုက် အဲ့ဒါကပို့ပြီးတော့ရှင်းတယ်။စာတက်ရဲ့နောက်မှာ value B ကသူကပါထားပြီးသားဆိုရင်ကျွန်တော်တို့အဲ့ဒီ value B ကိုရှင်းထုတ်ရတယ်။တခါတလေမှာအဲ့ဒီစာတက်ရဲ့အနောက်မှာက value B ရမပါဘဲနဲ့ main value ကြီးဖြစ်တတ်တယ်ဒီလိုပုံစံမျိုး။အဲ့တော့အဲ့လိုမျိုးဖြစ်လာပြီးဆိုတော့ကျွန်တော်တို့မဖြစ်မနေ wow တော့သုံးမရမယ်။ဘာကြောင့်လဲဆိုတော့သူဒီ second condition ဒီနေ့အပြင် imagination အကြောင်းကိုပြောတာ။အဲ့ဒီအတွက် wow ကိုတော့အရှိကိုပို့ပြီးတော့ရေးရမယ်။ဒါပေမဲ့အနောက်မှာကြံနေခဲ့တဲ့အဲ့ဒီ main value ကြီးကိုကျွန်တော်တို့ tense ပြန်ချင်ရတယ် to နဲ့ infinitive phrase ပြောင်းပြီးတော့ပြန်ရေးဖို့လိုတယ်เนาะနောက်ခုစလုံးရေးပြထားတယ် exam မှာစကြည့်မယ်အဲ့တော့ what he here ဒီနေရာမှာဒါသူရှိခဲ့မယ်ဆိုရင် he work explain every day အရာအလုံးကိုသူကရှင်းပြနိုင်လိမ့်မယ်ဖြစ်တယ်အဲ့တော့ဒီနေရာမှာသူလည်းမရှိနေတော့ရှင်းလည်းမရှင်းပြနိုင်ဘူးလို့ပြောခြင်းဖြစ်တယ် ။ဒါလည်းကြောင့် what the price လို့ကဈေးသားနိုင်မယ်ဆိုရင် more customer would buy it เนาะဒီ customer တွေဈေးဝယ်သူတွေအများကြီးကဝယ်ဖြစ်လိမ့်မယ်။အခုကဈေးလည်းမနှိမ့်တော့ဝယ်လည်းမဝယ်ကြဘူးလို့ပြောချင်းဖြစ်တယ်။ဒါ here the ဒီနေရာမှာဘဒုမီနဲ့တွေ့ထားရမယ်။ဒါဒီ adverb ဒီမှာကြတော့ edit เนาะနောက်တစ်ကြောင်စံကြည့် why he to accept the offer သူမသာဒီကမ်းလှမ်းမှုကိုလက်ခံမယ်ဆိုရင် he would move abroad သူမနိုင်ငံခြားကိုရွှေ့ရလိမ့်မယ်လို့ပြောချင်းဖြစ်တယ်။လက်ရှိမှာသူဒီလက်လည်းမလက်ခံဘူးနိုင်ငံခြားလည်းမသွားဘူးလို့ပြောချင်းဖြစ်တယ် အတော့ဒီနေရာမှာကျွန်တော်တို့ worthy second condition အတွက်သုံးတယ်ဒါပေမဲ့အနောက်မှာလည်း main ဘာကြီးပါလာတယ်ပေါ့နော်အဲ့တော့ main ဘာကြီးပါလာလို့ရှိရင်ကျွန်တော်တို့ infinitive phrase နဲ့ရေးတယ်တကယ်လို့များဒီနေရာမှာ main ဘာမပါဘူးဒီ preposition နဲ့စထားတဲ့ phrase သို့မဟုတ် noun သို့မဟုတ် noun phrase ပါလာရင်အဲ့ဒီအတိုင်းပဲထားမယ်နော်ဒီ word ကိုအရှိပို့ထားရတာဖြစ်တဲ့ကြောင့်အနောက်ကလိုက်ပြီးတော့ချိန်ပေးစရာမလိုတော့ဘူး ဒါမျိုးပြောချင်းဖြစ်တယ်เนาะအဲ့တော့ဒီမှာမူရင်း original ပေးထားမယ်ဆိုရင် if he accepted the offer she would mood abroad လို့ရေးမှာဖြစ်တယ်အခုကကျွန်တော်တို့ဒီ inverse လုပ်လိုက်တဲ့အတွက်ကြောင့်ဒီ word ကခေါ်ပြီးတော့ပုံထားရခြင်းဖြစ်ပါတယ်နောက် first condition เนาะ first condition တဲ့ဆိုရင်ကျွန်တော်တို့ should ကိုသုံးတယ်ဒီနေရာမှာ should ဒီ past tense ကိုမရည်ရွယ်ပါဘူး suggestion အတွက်သုံးခြင်းဖြစ်တယ် should you need help မင်းကူညီလို့မယ်ဆိုရင် call me ငါးစီကိုဖုန်းဆက်ပါလို့ပြောခြင်းဖြစ်တယ်เนาะနောက်တစ်ခု should Don't you have any question? မေးခွန်းရှိခဲ့မယ်ဆိုရင် feel free to ask เนาะလောလောလတ်လတ်မေးလို့ရပါတယ်လို့ပြောချင်းဖြစ်တဲ့ဒီနေရာမှာ short ရဲ့စာချက်ရဲ့ဒီနေရာဒါဒီ main ပါเนาะအရှိအက helping ပါဖြစ်ပါတယ်အဲ့တော့ဒါက inversion အတွက်ပြောပြသွားခြင်းဖြစ်တယ်အဲ့တော့ကျွန်မဒီနေ့ပြောပြသွားတဲ့ if clone နဲ့ကောနော်ဒီ auxiliary verb တွေနဲ့တွဲပြီးရေးတဲ့အကြောင်းကိုပြန်ပြီးတော့ summarize အနှိမ့်ချုပ်ပေးမှာဖြစ်တယ်။အဲ့ အဲ့တော့ဒီ auxiliary verb နော် auxiliary verb ဆိုတာ helping verb အကူကရိယာအဲ့ဒီအကူကရိယာတွေကို if clause နဲ့တွဲပြီးတော့ဒီ normal tenses တွေမှာသုံးလို့ရလားဆိုရတယ်ဘယ် tense ပဲဖြစ်ဖြစ်နော်တဲ့ကျွန်တော်တို့ဒီ present tense ရော past tense ရော future tense ရောအကုန်လုံးသုံးပြပြီးသားဖြစ်တယ်သို့တော့ real condition အတွက်ဆိုရင်တော့ကျွန်တော်တို့ can နဲ့ may ကလွှဲရင်ကြံတဲ့ auxiliary verb တွေကိုကျွန်တော်တို့ if clause နဲ့တွဲပြီးတော့မသုံးဘူးဒီမှာ example ပေးထားတယ် if it rain မိုးရွာခဲ့မယ် ယ်ဆိုရင်အဲ့ဒါကြီးကိုကျွန်မတို့က will နဲ့လာပြီးတော့ရေးတယ်ဆိုရင်ဒါဒီဒိဗ္ဗံမရှိဘူးတဘာဝမကြဘူးအဲ့ဒီအတွက်ကြောင့် can and me ကလွဲရင်ကြံတဲ့ model auxiliary verb တွေကို real condition အတွက် if clause မှာထည့်ပြီးတော့မရေးဘူးเนาะနောက်တစ်ခုဆက်ကြည့်မယ်အဲ့တော့ model auxiliary အဲ့တော့ model auxiliary လို့ပြောလိုက်တဲ့အတွက်ကြောင့်ဒီဒီ can good share should will would may might must เนาะဒီကိုလုံးကိုမျက်လုံးထဲမှာမြင်ပေးပါအဲ့ဒါတွေကိုကျွန်မတို့ if clause ထဲမှာထည့်ပြီးရေးလာ ားဆိုရေးတယ်ဘယ်လိုနေထားမျိုးမှရေးလဲဆိုတော့ politeness ဒီယဉ်ကျေးမှုကိုပြတဲ့အခါမျိုးမှာသမို့ willingness စံသားရှိကြောင်းကိုထုတ်ဖော်ပြတဲ့အခါမျိုးမှာဆိုရင် implement တွေ့ပြီးတော့ရေးလို့ရတယ်အများတန်းဒီ main clause တန်ဒီအဖြစ် reserve clause ကြီးထဲမှာပဲ auxiliary verb ကိုထည့်ပြီးရေးတယ်ဆိုတာမျိုးကမဟုတ်ဘူးစံသားရှိကြောင်းဒီ polite ဒီယဉ်ကျေးမှုကိုဖော်ပြတဲ့အခါမှာဆိုရင် implement model auxiliary verb တွေကိုတွေ့ပြီးတော့ရေးလို့ရတယ်နောက်တစ်ခုကျမတို့ ellipse ellipsis ဆိုတာကပြောသူရောနားထောင်သူရောနှစ်ဦးနှစ်ဖက်ကနားလဲသဘောပေါက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီစကားလုံးကိုထပ်ခါထပ်ခါမသုံးဘဲနဲ့ဖတ်ထုတ်လိုက်တဲ့သဘောအဲ့တော့အဲ့လိုမျိုးမှဆိုရင်ဒီ ဒီကျွန်တော်တို့သုံးလို့ရတယ်เนาะခုနကသုံးပြသွားတယ် AGD နဲ့လည်းတွဲပြထားတယ် Adva နဲ့လည်းတွဲပြထားလို့ Pass Party Saver နဲ့လည်းတွဲပြထားခြင်းဖြစ်တယ်နောက်ဆုံးတစ်ခုက Invertis Condition အဲတော့ကျွန်တော်တို့ Condition နဲ့ Cross ၄မျိုးရှိတယ်ဒီ0 Condition က Obvious အများကြီးမှန်နေတဲ့အမှန်တရားဖြစ်တဲ့အတွက်ကြောင့် Condition ထဲမှာကျွန်တော်တို့ဒီ Invert လုပ်တဲ့ခါမှာထပ်မတုံးဘူးအဲတော့ First Condition Second Condition Third Condition ဒီ၃ခုကိုပဲကျွန်တော်တို့ Invert လုပ်တာဖြစ်တယ် Third Condition ဆိုရင်တော့ If Sage Head Battery Will Have Blah father ကို have love father ရှို့ have love father နော်ဒါကအကြောင်းအရာပေါ်မှာမူတည်ပြီးတော့ could do should do would do ကပြောင်းသွားမှာဖြစ်တယ်နော်အမြဲတမ်း would have love father ဖြစ်မနေဘူးဆိုတာလေးသဘောပေါက်ပေးပါ second condition အတွက်ဆိုတော့ဒီ but to be ဖြစ်တဲ့ were you world ကိုမဖြစ်မနေသုံးမှရမယ်ဒါ second condition ကို inverse လုပ်တဲ့အခါမှာအဲ့တော့ weather ထဲမှာကြံခဲ့တဲ့အရာက main verb ဆိုရင် to never one ကိုပြောင်းပြီးတော့ရေးဒီကြံတဲ့ဒီ noun ကမို noun phrase ဆိုရင်အဲ့ဒီတိုင်းမြှားပြီးတော့ရေးပေးဖို့လိုတယ် เนาะအဲ့တော့ပြီးတော့ကျမတို့နောက်ဆုံးတစ်ခုက first condition အဲ့ဒါကတော့ဒီ first condition ဖြစ်ပေမဲ့เนาะကျမတို့ should ကိုသုံးပြီးတော့ inverse လုပ်ခြင်းဖြစ်တယ်အဲ့တော့ဒီနေ့ပြောပြလာတဲ့သင်ခန်းစာကဒီ if clause ထဲမှာဒီ tense sentence ခုလုံးနဲ့ထည့်ပြီးတော့ရေးသလိုကျမတို့ဒီဒီ or ဒီ ellipse အကြောင်းလည်းပြောပြသွားတယ် inversion အကြောင်းလည်းပြောပြသွားပါတယ်အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်